မစိုးလေးပိုးထီလို့တဲ့ဟေးမစိုးလေးပိုးထီလို့တဲ့ရောင်ရံရောင်ရဲ့ညနေစောင်းချိန်စိတ်မချမေးစားတရင်ရောက်ရှိလာခဲ့ပြီးတိတ်မကြတဲ့အချိန်မှာပဲမစိုးလေးတယောက်ဆုံးပါသွားခဲ့ပါတယ်မစိုးလေးဆိုတာကတော့ညောင်ရံရောင်ရဲ့အစုံမနေတဲ့အဖေတစ်ခုသားတစ်ခုမိသားစုလေးစီကဖြစ်ပါတယ်သူပဲဥပစိုးဆိုတာကတော့မျက်စိနဲ့ကွန်းလင်းကွယ်နေသူဖြစ်ပြီးအတိတ်ကမွေးဖမ်းသမားတယောက်ဖြစ်ပါတယ် မစိုးလေးခန့်ငယ်ငယ်တခုတော့နေလဲခင်းစီမှာငွေဖိုင်ရအခက်မတင်ပဲတော်ကြီးမွေရောက်တကောင်းကြောင့်မျက်စိနှက်ကွင်းအလင်းကွယ်ခဲ့ရပါတယ်အဲ့ဒီတော့ငါဖခင်ဖြစ်သူအလင်းကွယ်ပေးမယ်မိခင်ဖြစ်သူတက်ရှိထင်ရှားရှိနေသေးတာကြောင့်မစိုးလေးအတွက်အတိတ်မသိတာလှပါဘူးဒါပေမဲ့လောကရန်ရိုက်ချက်ပြင်းပြင်းတွေကြောင့်မိခင်ဖြစ်သူလေးမလို့ကွယ်လွန်သွားတဲ့အချိန်မှာတော့မစိုးလေးဘဝဟာတကယ်ကိုခါခါတီးတီးဖြစ်ခဲ့ရပါတယ်ပါခင်ဖြစ်သူမျက်မမြင်ကြီးနဲ့ကိုကိုတိုင်းရဲ့ဝမ်းရည်ဝဖြစ်ရှင်းနိုင်မှုအတွက်ရှင်နေတာရောငဆိုးလေးရဲ့ပခုံးပေါ်မှာကြာရောက်လာခဲ့ရပါတယ် ရရွာကလက်လူရှုမထားဘူးဆိုပေမဲ့လည်းငဆိုးလေးတယောက်ရွာထဲကလက်တို့လက်တောင်းအလုပ်တွေကိုလိုက်လုပ်ခဲ့ရပါတယ်။နောက်တော့ငဆိုးလေးတို့တာဖရုံးကန်နေရတာကိုအမြင်မတင်တဲ့တကိုယ်တဲ့တမဦးလာစီဆိုတဲ့သူကငဆိုးလေးကိုမွေးစားပြီးမျိုးချောင်းကိုပို့ပေးမယ်ပြောပါတယ်။ဒါပေမဲ့ဖောက်ကင်းကြီးကြောင့်ငဆိုးလေးကညင်းပယ်ခဲ့ပြီးဦးလာစီကအကူအညီပေးတဲ့အနေနဲ့တော့သူ့ရဲ့ငါကျွမ်းသားတွေကိုအခကြေးနဲ့ကြောင်းပေးဖို့ပြောခဲ့ပါတယ်။ဒါကိုတော့ငဆိုးလေးကလက်ခံပြီးဥပစွေရဲ့ကျွဲတွေကိုကြောင်းပေးခဲ့ပါတယ်။ အခုငစိုးလေးပို့ထီးတဲ့အချိန်မှာတော့၁၂နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ဥလာဆွေရဲ့ကျွဲတွေကိုတူလေးနဲ့တီတီထိန်းချောင်းခဲ့ပြီးငစိုးလေးဟာဥလာဆွေကိုကျေးဇူးရှင်ဖြစ်သတ်မှတ်ထားတယ်လို့ကျွဲတွေအပေါ်မှာလည်းတန်ရုံးစင်တိတ်ကြီးလှပါတယ်။အခုတော့ငစိုးလေးဟာပို့ထီးလို့ဆုံးသွားခဲ့ပါပြီ။တရွာလုံးစိတ်မကောင်းဖြစ်ကြရတဲ့အထင်းမှာမှဥပါဆွေတယောက်ကတော့အဆိုးဆုံးပဲဖြစ်ပါတယ်။မစိုးလေးရဖခင်ဥပါဆိုးဆိုရင်တော့ပြောကိုမနေပါနဲ့တော့ဗျာ။ မမြင်မဆန်းတဲ့တားဖြစ်သူရဲ့အလောင်းကိုဖက်ပြီးငုံနေတာများအများတကာရဲ့ရင်ထဲမချိလောက်အောင်ဖြစ်ခဲ့ကြရပါတယ်ဒီတပ်ပိုးဆိုးတာကတော့ငဆိုးလေးရဲ့အလောင်းကိုကြွားထဲကိုယူခွင့်မရခဲ့ပါဘူးဒီလိုနဲ့ငဆိုးလေးတိတ်ပြီးနောက်တရမှာကြတော့ကုလားဆွေတရမနက်စာစားဖို့ပြင်နေတော့ကြွဲချံပက်စီကသူညံတန်တွေကိုရုတ်တရက်ကြားလိုက်ရပါတယ်စိတ်ထဲမနက်ခင်းကြီးကိုကြွဲတကုတ်နွားတကုတ်တွေမြောက်ဝင်ရောက်တလားလို့ဥပဆွေတွေးမိလိုက်ပြီးတေကာကဆင်းချံဝစီကိုလှမ်းကြည့်မှတော့ သူမြင်လိုက်ရတာကအလွန်အောတင့်စရာမြင်ကွင်းဖြစ်နေခဲ့ပါတယ်။ကြွဲချံရဲ့တကားမင်းနှုံးကဘယ်သူမှမရှိပါပဲတစုံတယောက်မဖွင့်လိုက်တယ်လို့အပေါ်မြောက်တက်လာပြီးအောက်ပြုတ်ကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တကားကြီးကိုလူတယောက်ကဖွင့်လိုက်တယ်လို့ပွင့်လာခဲ့ပါတယ်။ဦးလာစေတရားအန်းကြောင့်ကြည့်နေတော့အထဲကကျွဲလေးကပျော်မြူခုံပေါက်ပြီးတောင်ထွက်ပြီးလာကြပါတယ်ဒီဖြစ်ပြတွေကြောင့်ဦးလာစေတရားကြက်တွေတေးသွားခဲ့ရပါတယ် မဆိုးလေးတယောက်သူတင်မှမသိပဲပုံမှန်လုံနေကြအတိုင်းကျွဲတွေလွတ်လာတာဖြစ်ကြောင်းဥပဆွေနားလေလိုက်ပြီးကြက်ဒီတွေတဖြန်းဖြန်းထလို့ရှင်ထဲမှာတော့ကျွဲတွေနဲ့ထမင်းကျွေးတဲ့အလုတ်ကိုဆွဲလန်းကြည့်နေတဲ့ငဆိုးလေးရဲ့အတွက်ဝမ်းနည်းနေခဲ့ပါတယ်ဖြစ်မှဖြစ်ရလေငဆိုးလေးရာငဆိုးလေးရာမင်းမနေ့ကတည်ခဲ့ပြီးပြီကွာဒီလုတ်ကိုမင်းလာလို့ဆရာမလို့တော့ပါဘူးကွာလွတ်ရကျွရဘဝကိုသာစိတ်ဖြောင်ဖြောင်နဲ့သွားပါ ကုလားစီရရပြောဆိုလိုက်ပေမဲ့ကျဲဟိုကချန်တဲ့ကထွက်သွားခဲ့လေပြီးမို့မဆိုးလေးလဲလိုက်ပါသွားခဲ့တော့ပြီဖြစ်ပြီးကြားနိုင်လိမ့်မယ်မထင်တော့ပါဘူး။ညပဲရောက်တဲ့အချိန်မှာတော့အဖေအဖေကျုပ်ပြန်လာပြီဗျ။အိမ်ရှိစီကငဆိုးလေးရဲ့အတံပဲဖြစ်ပါတယ်။နားရီမှာဆောင်ဖြတ်ရှိနေကြတဲ့သူတွေအလုံးနားနဲ့ဆက်ဆက်ကြားလိုက်ရပေမဲ့ဥပါစိုးတယောက်လဲတားဖြတ်သူရဲ့အတံကြောင့်အိမ်နေရင်ရုပ်ရည်ငေါခနဲ့ထထိုင်မိလိုက်ပါတယ်။လူလေးမင်းအဖေစီပြန်လာတာလား။ ဥပစိုးရဲ့အမေစကားအစုံသူတို့အိမ်လေးကတင့်ကနေတုံသွားခဲ့ပါတယ်။နာယီမှာရှိနေတဲ့သူတွေကလန့်ဖြက်ကုန်ကြပါတယ်။အချို့ဆိုအိမ်ပြန်ပြေးကုန်ကြပြီးအတော့ကိုတက်တီကောင်းတဲ့လူတွေလောက်ပဲညစာအောင်ဖြစ်ဆက်ပြီးနေပေးခဲ့ကြပါတယ်။မနေ့မိုးလင်းတဲ့အချိန်မှာတော့ဒီတရင်ပြင်ငဆိုးလေးနဲ့ပတ်သက်တဲ့နောက်ထပ်တရင်တွေကနားနဲ့မဆက်အောင်ဖြစ်နေပါတယ်။သူရဲ့ကြွယ်ချောင်းပဲကြွယ်ချောင်းဖက်တွေရဲ့အိမ်ကိုတွားလာတွေနောက်ထပ်အိမ်ပြင်ကနေအရေးအယံပြပြီးရှောက်သွားနေတာတွေပဲဖြစ်ပါတယ်။ အစိုးရကအစိုးဆုံးကတော့တူကျောင်းနဲ့ဦးလာဆိုရဲ့ကျွဲဦးလေးကြောင့်ပါဟိုကျဲကိုတက်ခွာစီလိုက်ဒီကျွဲကိုတက်ခွာစီလိုက်နဲ့လုံနေတာဖြစ်ပါတယ်။ဒါကြောင့်မဲဦးလာဆိုခမညာစိတ်မကောင်းဖြစ်နေရပြီးရန်တတိတ်တဲ့တညာလုံးအိတ်လို့တောင်မပြောခဲ့ပါဘူး။ဒါမှမဟုတ်အားလုံးကတော့ငဆိုးလေးပေါ်အပြည့်မြင်တာထက်တနာတဲ့စိတ်ကပိုကဲခဲ့ပါတယ်။ဖာခင်ဝင်မျက်နှမင်းကြီးပေါ်စိတ်မချဆွဲလန်းတဲ့စိတ်ကြောင့်သာငဆိုးလေးဒီလိုလုံနေတယ်လို့ယူဆမိကြပါတယ်။ရဲလေတဲ့အခါကျရင်တော့ဒီကိစ္စတွေအားလုံးပြီးသွားမယ်ဆိုပြီးထင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းရက်လေတဲ့ညကိုရောက်တဲ့အချိန်မှာတော့ရက်လေညရဲ့တကောင်ရအချိန်တိတိမှာဥပဆိုးရဲ့ချံဝါကနေထွက်ပေါ်လာတဲ့ငဆိုးလေးရဲ့ငိုတံပဲဖြစ်ပါတယ်။အတော်ကိုကြေကြေကွက်ကွက်နဲ့ရှိုက်ကြီးတငင်ငိုနေတဲ့အတံမျိုးဖြစ်ပါတယ်။ဒီတံကွက်နီးနားပါမဲ့ကြအားလုံးကကြားကြရပါတယ်။တချို့တတိကောင်တဲ့သူတွေကတော့ဥပဆိုးရဲ့ချံဝါရဲ့ရှေ့ဘက်ကိုလှမ်းချောင်းပြီးကြည့်ကြပါတယ်။တဲတဲကွက်ကွက်မဟုတ်ပေမဲ့ငဆိုးလေးရဲ့မဲရိတ်ကလေးချံရှိမှရက်ပြီးငိုနေတာဘယူနာတတ်ဖို့ကောင်းချက်ဖြစ်နေပါတယ်။ ရလေဆုံးတို့တုံးကအမြတမ်းပေးဝေချိန်မှာတူဝရန်ကံပတ်တာတို့မခေါ်ခဲ့တာလားဒါမှမဟုတ်ဆွဲလန်းစိတ်ကြောင့်ပဲအခုလိုရှိနေကြလားဆိုတာဘသူမှမပြောနိုင်ကြပါငါဆိုလေးဟာတနအီဒါတာလောင်းငိုရပြီးတဲ့အချိန်မှာတော့ငိုရဟာရက်သွားခဲ့ပါတယ်အဲဒီနောက်ဟောကြီးတီတီလျှောက်ကြည့်ပြီးတဲ့နောက်ငိုတန်ကိုပြန်ပြုတ်ပြင်လို့ရွာနောက်ပိုင်းကိုထွက်ခွာသွားခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့ငါဆိုလေးကညဘက်ဇူတူအင်ချန်ထဲမှာငိုပါတယ်အဲလိုငိုတာတနအီလောက်ကြာပြီးရင်တရွာလုံးကိုလျှောက်သွားပြီးသူငယ်ချင်းတွေရဲ့အိမ်တွေကိုခဲနဲ့ထုပါတယ် ျွန်တော်ကြောင်ဝိုင်းနေစီကိုဝင်ပြီးအတံပလန်တွေပေးလို့စနောက်ခဲ့ပါတယ်။ဒါတွေအလုံးလုပ်ပြီးရင်တော့ဥပစရအိမ်တကားကိုတွားပြီးဆွဲဖွင့်တာမျိုးကျွဲရီကြားမှာတွားဆောင်နေတာမျိုးတွေကိုညာတိုင်းဒီပါကျုံလိုက်ရပါတယ်။ရမလဲခင်ကလို့ကျွဲရီကိုလုပ်ပြီးကျောင်းတာမျိုးတော့မရှိတော့ပါဘူး။ဒူဂိုရန်ဒီမန်မတိတွားခဲ့ပုံပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့လိုရက်တွေကညာစင်စားလာတဲ့အချိန်မှာတော့ရွာရွာသားတွေခင်ဗျာသူတို့ကလေးတွေကိုလမ်းဖြတ်မှာစိုးရိမ်လာကြပါတယ်။ ဒီကြားထဲမှာတော့ဥပစာကဥလာစေကပဲကျွေးမေပြုစုဆောင်ရှောက်ပေးထားခဲ့ပါတယ်။မဆိုလေးရဲ့ဒီလိုအဖြစ်ပြက်တွေကိုဖခင်ကြီးဥပစာကတော့သူ့ကိုစိတ်မချတာကြောင့်ဆိုပြီးရှင်နဲ့မချိအောင်ခန်းစားနေရပါတယ်။ဒီအတွက်ကြောင့်ပဲဥလာစုကငဆိုလေးအတွက်တလာပြေချိန်မှာနောက်တစ်ချိန်လာပြေဆွန့်တွတ်တစ်ခုအကြံကြုံပြုလုပ်ပေးဖို့ဥပစာကိုပြောပြခဲ့ပါတယ်။ဥပစာလက်ခံတော့ယန္တိလာတဲ့အချိန်မှာစီစဉ်စရာရှိတာတွေအားလုံးကိုစီစဉ်တော့ပါတယ်။ လွန်ခဲ့တဲ့တစ်လအကြာကကွယ်လွန်သူမောင်စိုးလေးနဲ့တကွာမကြွမလွန်တေးကြသူအားလုံးအတွက်အားလုံးကြာကြရမြအမြအမြယူတော်မူကြပါကုန်တော်တရားနာတဲ့လူတွေကိုဥလာစိုးကဥဆောင်ပြီးပေးဝေတဲ့အမြအတတ်ပဲဖြစ်ပါတယ်ဥပစိုးရဲ့မျက်ဝန်းအသေးစီကတာပြည့်တူအတွက်မျက်ရည်များစီးကြလို့လာပါတယ် အလုံးရဲ့ထင်မြင်ယူဆချက်ကဒီဒီဂျေအမြတမ်းပေးဝေခြင်းကိုငါဆိုလေးတရားတာရုခေါ်ဆိုပြီးကျွတ်လွတ်သွားနိုင်ခဲ့ပြီလို့ထင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ထင်တယ်လို့ပြင်မလာခဲ့ဘူးဆိုတာနောက်ကြရောက်တဲ့အချိန်မှပါသိခဲ့ရပါတယ်။လေးလေသာဆုံးတော့မှတန်ခါတော်တွေက PA တရားတော်များကိုဟောကြားတော်မူခဲ့ပါတယ်။နောက်တော့ဦးလာဆွေကဥပါစိုးရဲ့ချန်တော်ဝိုက်ကိုအယံတားဖြစ်စေဖို့ပရိတ်ချီပရိတ်တဲတို့နဲ့ပန်းချန်ကာယံပေးခဲ့ပါတယ်။ ဒီရန်သားတွေကြောင့်ထင်ပါတယ်ညဘက်ငစိုးလေးရတန်းတွေကိုကြားနေရတဲ့အချိန်မှာတော့အရင်ကလုံငိုတန်ကြီးတော်မှာဟုတ်ပဲဒီညမှာတော့ဘုံတိုင်းကျပြီးတောင်းကျမ်းနေခဲ့ပါတယ်သူ့အိမ်စီကိုသူပြန်ဝင်လို့မရတော့လို့စိတ်ဆိုးမှန်ဆိုးဖြစ်နေတဲ့ပုံပါပဲဒါလည်းမကသေးပါဘူးဒီကနေပြီးတရွာလုံးရှိကြီးတို့မြအိမ်တွေကိုခဲနဲ့ပြည့်ပြီးတော့ဥပပြီးတော့ဥပဆိုရဲ့အိမ်ကိုနောက်ဆုံးမှခဲနဲ့ပြည့်ခဲ့ပြီးမနက်အလင်းပိုင်းဥချင်းကနေအာယုန်တက်ချင်းအထိတောက်လျှောက်ပြည့်နေခဲ့ပါတယ် ကျဲရီဆိုလေတညာလုံးစူညာပွက်လို့ရိုက်ပြီး channel မှာရုံရင်းစံကတ်အဖြစ်နေခဲ့ပါတယ်။မနက်လင်းတဲ့အချိန်မှာတော့ညတော်ကအဖြစ်ပြက်တွေကတရွာလုံးမှာဟိုးလေးတကြောကြောဖြစ်နေခဲ့ပါတယ်။သူကလည်းဆွဲလန်းစိတ်ကြောင့်မကြွလွတ်ချင်သေးတာကိုအတင်းကျပ်လောက်ကြလို့မစိုးလေးကစိတ်ဆိုးပြီးတောင်းကြနေတယ်လို့အားလုံးကယူဆခဲ့ကြပါတယ်။အဲ့ဒီနေ့တရက်လုံးမြမြမြဥပစိုးရဲ့အိမ်ကိုဘဒူးမှမတော်ရဲကြပါဘူး။ဒီလိုနဲ့ညနေဆောင်တဲ့အချိန်မှာတော့ဥပစိုးရဲ့ချမ်းရှိမှာအယူတယောက်ရောက်နေတာကိုဖြတ်သွားဖြတ်လန်းသူတယောက်ကတွေ့လိုက်ရပါတယ်။ အဲ့ဒီထဲကမှကာလာတာတယောက်ကတော့အယူကိုမစိုးလေးလက်မစိုးတဲ့အတွက်ဟေးလူဒီနောက်မှမနေနဲ့ဗျညရောင်ခမရောင်တရေချောက်လိမ့်မယ်အယူကကာလာတာစကားကိုမကြားကြအောင်ဆောင်းနေပြီးသူပြောတာမဟုတ်တယ်လို့လူခက်တီတီနဲ့လှုပ်နေပါတယ်ဟေးလူကြုတ်ပြောနေတာကြားရလားဗျကာလာတာကအယူရဲ့လောဘကိုမကြည့်မလျက်ဖြစ်ပြီးစိတ်တူတူနဲ့ဩပြောလိုက်ပါတယ်ဒီတော့အယူကအော်ငါတူတော်လေးကိုပြောနေတာလားဟုတ်တယ် ီနောက်မှာခမားလည်းကြုတ်ပဲရှိတာခမားကမပြောလို့ကြုတ်ကဘသူ့ကိုပြောရမှာလဲအယူကကာလာပါရဲ့စကားကိုနားမလဲတလို့လို့နဲ့မျက်လုံးကိုဟိုဒီကစားလိုက်ပြီးနင်းပြောလားဟဲ့လူဆိုပြီးပြောတာလေငါသူတော်လေးကလူမမဟုတ်တာနင်းသိအောင်ငါပြောပြမယ်ငါသူတော်လေးကနတ်သားကွာနတ်သားအယူကအစားကစိတ်ငြိမ်ငြိမ်အခုမှစိတ်ထားဖောက်လာတဲ့အောင်လုံးနေလို့ကာလာတာကအခြေအနေကိုတုံ့တက်မိသွားပါတယ်ငါနဲ့သူ့ကိုတနာလို့တတိပေးမိတာကွာငါမှ တင်းပါတာဘာဖြစ်ဖြစ်ပြစ်ထလိုက်တာပဲကောင်းတယ်အဲဒီလိုပြောပြီးကာလာတာကထွက်သွားခဲ့ပါတယ်အယူကတော့ကာလာတာကိုရေးမဆိုင်တူပါတာစိတ်ထင်ရာအတိုင်းလမ်းမစီကဖုံဖုံလေးကိုလက်လက်ကြုံပြီးအပေါ်ကိုဖြန့်ကျက်လို့ရွှေမုံငွေမိုးရွာတယ်ဆိုပြီးအော်ဟစ်ပြီးကစားနေခဲ့ပါတယ်မူဒံကအနီးကထွက်ပေါ်လာတာမို့လူယူခွေနေရာကနေကောင်းဆောင်ကြည့်လိုက်ပါတယ်။သူ့ခြေရင်ဘက်ခြံအဝမှာကလေးတယောက်အိမ်ဘက်ကိုကြည့်ပြီးရှက်ကြီးတငယ်ငိုးနေပါတယ်။ ။ဘီယူကကလေးကိုတစ်ချက်ကြည့်ပြီးပြန်ခွေအိတ်နေလိုက်ပါတယ်။တောင်းကြမှာတော့ကလေးငုံနေတာကိုရက်လိုက်ပြီးဒေါရတကြီးနဲ့နဘေးပဝင်းချန်ကစီစီတမျှကိုကန်ကြောက်ဖြတ်စီးဟုန်တိုင်းကျဲပါတော့တယ်။ဒီတခါတော့မှသူယူကအဲ့ရကားထလာပြီးကလေးငယ်ကိုကြည့်ကအဲ့ကောင်လေးဒီမှာငါသူတော့နတ်သားလေးအိတ်နေတာကိုနင်မမြင်ဘူးလား။အေးအိတ်မရအောင်စုညာနေတော့တာပဲ။ကလေးငယ်ကသူယူကိုပြန်ကြည့်လာပါတယ်။ပြီးတော့ဒေါရတကြီးနဲ့သူ့ပါဇက်ကိုအကြီးကြီးဖြစ်အောင်ဖျက်လာပြီးရှာကိုလည်းအရှိကြီးဖြစ်အောင်၆လှန့်ပြပါတယ် ဒါပေမဲ့အယူကတော့မကြောက်တဲ့အပြင်ကလေးငယ်လှုပ်ပြတာကိုတဘောတွေကြပြီးလက်ခုပ်လက်ဝါးတွေတီးကအာရပါရထိုင်ရနေခဲ့ပါတယ်။ဒီတော့ကလေးငယ်ကနောက်တစ်ဆင့်တက်ပြီးလှုပ်ပြတဲ့အနေနဲ့တူကောင်ကိုတပတ်လှည့်ပြလိုက်ပါတယ်။ပြီးတော့ခန္ဓာကိုယ်ကိုလည်းလက်ကိုယ်ထက်ကြီးထွားအောင်လှုပ်ပြလိုက်ပါတယ်။အယူကတော့ဒါကိုလည်းမကြောက်ထုံသားတိုင်းတဘောကြပြီးလက်ခုပ်လက်ဝါးတီးပြအားပေးပြပါတယ်။တို့တို့တန်တွေကိုကြတော့အနီနာမှာရှိတဲ့စိတ်ရဲတဲ့သူတွေကချောင်းကြည့်ကြပါတယ်။ မစိုးလေးရဲ့အကြောင်းရပ်ပဲအတွင်မြင်ကုန်မြင်တော့သူတို့လည်းလန့်ပြီးပြန်ပြေးကုန်ကြပါတယ်။မစိုးလေးတရဲကအယူအကြောင်းမဲ့ဖွဲရပုံတတအမျိုးမျိုးနဲ့ဂျိန်ပန်များစွာ၆လန့်ပြီးမယ်လဲသူယူကတော့သူ့ကိုဇပွဲကားပြတ်ဖြောမိတဲ့လူအထင်းနေတရောင်ပဲဖြစ်ပါတယ်။မစိုးလေးတရဲကတော့အရင်ကဆိုသူတောင်းချင်ရင်တရွာလုံးမလန့်နေသူမရှိယခုတော့သူဘလို့၆၆ဘလို့မှမနေပဲရေမောနေတဲ့အယူကိုကြည့်ပြီးအံ့ဩကလက်မှန်ချနေပါတယ်။အဲလူကြီးခမရအကျုပ်၆လန့်နေတာနည်းနည်းမှမကြောက်ဘူးလား။ အယူကရင်မောနေတာကိုရုတ်တရက်ရက်လိုက်ပြီးကြောင်စီစီပုံစံနဲ့ဟမ်နင်ကငါ့ကိုလမ်းအောင်ချောင်းနေတာလားဟိုမသိပါဘူးကွာငါသူတော့နတ်တလေးကနင်ကကိုရင်အောင်လုတ်ပြနေတယ်ထင်တာအယူရဖြေစကားကြောင့်ငဆိုးလေးတရေခင်ဗျာစိတ်ညစ်တော့ဟန်နဲ့ခြေပြက်လက်ပြက်ထိုင်ချလိုက်ပါတယ်ဒါကိုအယူကမြင်တော့နင်စိတ်ညစ်သွားတာလားအဲ့လိုမညစ်ပါနဲ့ကွာကဲပါနင်ပြောငါဒီလိုလုပ်မယ်နင်အဆအနေပြန်ချောက်ငါသူတော်လေးကအဆကနေပြန်ချောက်ပေးမယ်ဘယ်လိုလဲ မဆိုးလေးကကောင်းကိုခါရမ်းလိုက်ပြီးတော့ပါပြီဗျာခမရတကယ်ကြောက်တာမှမဟုတ်ပဲကြုတ်ချောက်လန့်လေအလကားပဲအယူကစဉ်းစားဟန်နဲ့ငြိမ့်သက်သွားပါတယ်မဆိုးလေးကတော့သူ့အင်ကိုလှည့်ကြည့်ပြီးနိုင်နေလေရဲ့ဟေ့တရေလေးမာမေးပါအောင်မယ်နေစီမှာအကူတို့ကန်တိတ်ကြီးကြီးမားမားမရှိပဲဘာလို့တရေဖြစ်နေတာလဲမဆိုးလေးကတက်ပြင်းချလိုက်ပြီးခေါင်းခါလိုက်ကကျုပ်စီမှာမျှတမ်းပေးလို့တာရုခေါ်ရအချားဘဝကိုရောက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ဗျာကျုပ်အဖေကိုစိတ်မချဘူးဗျာ ျုပ်ဖေကမျက်မြင်ဒုက္ခိတကြီးပါကျုံမရှိရင်သူဒုက္ခတွေအများကြီးကြုံရမှာအစားကတော့အစားကတော့ကျုပ်ကိုကျုပ်သိမှမသိဘူးပုံမှန်တိုင်းအိမ်ကိုဝဲထားတွားလာလို့ရသေးတယ်ဒါပေမဲ့တညကျတော့ကျုပ်ကိုဒီအိမ်နဲ့ဘဲကရောက်လာမှမသိတဲ့အဖြူရုံနဲ့လူကြီးကကျုပ်ကိုမောင်းထုတ်တယ်ဗျကျုပ်အိမ်ကိုတက်ခွင့်မပေးတော့ဘူးခြံထဲမှာလည်းအဲ့လိုလူကြီးရှိရဆိုပေမဲ့သူကတိတ်ကိစ္စတော့မရှိဘူးဗျကျုပ်ဝင်းဝင်းဝင်းထွက်ချင်းထွက်တိတ်မပြောဘူးအဲအိမ်မတက်ပြီးအဖေ့စီသွားမယ်လို့တော့ ဲ့လူကြီးကပေါ်လာပြီးတော့ကြောက်ကိုမောင်းထုတ်တော့တာအန်လည်းကြောက်လည်းညတိုင်းထိုင်းကုန်နေရတာပဲတခါတခါကြောက်တငယ်ချင်းတွေစီကိုတတိယလို့သွားတယ်သူတို့စီမှလည်းအတူတူပဲအိမ်မကိုတက်လို့မရဘူး channel ကိုခိုးဝင်လို့တော့ရတယ်ဒါပေမဲ့တီးတော့ဟိုလူကြီးတွေရောက်လာပြီးကြောက်ကိုမောင်းထုတ်တော့တာဒါနဲ့ကြောက်လည်းစိတ်ဆိုးပြီးအဝေးကနေခဲနဲ့လှမ်းလှမ်းပြစ်ခဲ့အခုပြဒနာတက်နေတာကမနေ့ကကျုပ်တို့ဆွန့်တွက်လုပ်ပေးပြီးမှကျုပ်ချန်တဲ့ဟိုတာဝင်လို့မရတော့ဘူးဗျကျုပ်တိတ်ကိုဝန်းနေရတယ်စိတ်လည်းညှိရတယ် ဒါကြောင့်မနေ့ကဒီမှာတောင်းကြတယ်တရွာလုံးကိုလည်းလိုက်တောင်းကြတယ်အထူးသဖြင့်ကျုပ်ရဲ့ကျေးဇူးရှင်ဦးလာဆွေကြီးရဲ့အိမ်ကိုပို့တောင်းကြဖြစ်တယ်သူစွန့်သွတ်လုပ်ပေးလို့ကျုပ်အခုလိုချက်ဝိုင်းတဲ့ကိုဝယ်မရတော့တာဗျဟဲ့ကောင်လေးဒီမှာကြည့်အာသူတော်လေးပြောပြမယ်အိုးကောင်းကင်မှာကျဲတို့ကိုနေမြင်ရလားမစိုးလေးကခေါင်းကိုညှိလို့အင်းလိုဖြေလိုက်ပါတယ်ဒီတော့အယူကအဲ့ဒီကျဲတွေကတက်တက်အများကြီးရှိရဲ့ဒါပေမဲ့ငါပြောချင်တာကတော့သူတို့တွေတောင်မှကြွေကြဆုတည်သွားတဲ့အချိန်ဆိုရင် သူတို့အရင်နေခဲ့တဲ့နေရာသူတို့လင်းလက်ခဲ့တဲ့အလင်းရောင်မျိုးဘယ်တော့မှပြန်မရတတ်ကြတော့ဘူးအဲလိုပဲငါတို့နင်တို့လိုလူတွေဆိုတာဟာလဲတေးသွားခဲ့ရင်အရင်နေရာအရင်ဘဝအရင်မိသားစုကိုပြန်ရဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးနေ့ကိုနောက်တစ်ခုပြမယ်ဟုတ်တရက်ပင်ပေါ်ကိုလှန့်ကြည့်လိုက်အယူညွန်ပြတဲ့တရက်ပင်စီကိုမဆိုးလေးလှန့်ကြည့်လိုက်တော့အယိုးပေါ်အရင်ပင်လီနေရဲ့တရက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်သူဆိုရင်နင့်လိုမျိုးတရေပဲဒါပေမဲ့သူကတရေဖြစ်တာနှစ်တွေကြာနေပြီ အခုသူကစားအမဲမဲ့တောက်အမဲမဲ့ဖြစ်နေတာအဲဘွားမမနေကျင်တော့ဘူးသူဘဝအကူကျင်နေပြီဒါမှမဟုတ်ခတာကသူစီမအတိတ်ကအကူလိုကံတချို့ရှိနေတာကြောင့်နင်းလိုပြောအမျှတမ်းယူပြီးဘဝကူးပိုင်ခွင့်မရှိဘူးအယူကအဲ့ဒီလိုပြောလိုက်တော့မဆိုးလေးကခေါင်းဝိုင်ဆက်ကြပြီးတွေးတော့တွားပါတယ်ဒီမှာကောင်းလေတကယ်တော့နင်းမအခွင့်အရေးရှိနေတော့မရှိတဲ့အကူတွေတိုးပွားလာအောင်သူများတွေစိတ်ဆင်းရဲစရာတွေလုံးမနေနဲ့တော့ပြီးတော့နေအဖေကြီးရဲ့မျက်စိဝေဒနာကဝိညာဏကဏ္ဍမဟုတ်ပါဘူးဇေယကောင်းတော်မကောင်းနဲ့ကုသရင်ပျောက်ကင်းပါလေ အခုအရေးကြီးနေတာကနေအခုလိုမျိုးဖြစ်နေရအောင်နေဖေးကြီးခင်ဗျာစိတ်မချမ်းသာရဘူးငါပြောတာမရောရင်နေသွားကြည့်ကြည့်ချက်လဲကိုရောအိမ်လဲကိုပါဝင်လို့ရအောင်ငါလှုပ်ပေးထားမယ်အယူကြီးကအဲ့လိုပြောလိုက်တော့မဆိုးလေးကဝမ်းသာသွားခဲ့ပါတယ်ချက်ချင်းပဲထပြီးအခုတော့အမလားအေးဟုတ်တယ်ငါနဲ့လိုက်ခဲ့အယူကပြည့်ရန်သားတို့ကိုဖယ်ချလိုက်ပါတယ်ပြီးတော့မဆိုးလေးကိုခေါ်ပြီးချက်လဲကိုဝင်လာခဲ့ပါတယ် ိမ်မှာရောက်တော့ငဆိုးလေးရဖေးဥပါဆိုးကအဲ့ရတဲ့လှင်းနေရင်သူသားနာမည်ကိုတပွားပွားရေရွတ်ပြီးကျွတ်လွတ်စေလေးကြောင်းစူတောင်းပေးနေလို့အမျှတန်းတွေအထက်ထက်ပေးဝင်နေတာဖြစ်ပါတယ်။ငဆိုးလေးမျက်ရည်လေးဖြိုင်ဖြိုင်ကြလာပါတယ်။ပြီးတော့ဒူယူမျက်နှာကိုပေါကြည့်လာပါတယ်။အယူကခေါင်းကိုညှိပြလေးတော့ငဆိုးလေးကထိုင်ချလိုက်ပြီးဖခင်ဖြစ်သူကိုဥချကတော်လိုက်ပါတယ်။အဲ့တော့အမျှတန်းဝေတောင်းကိုအာယုံပြုလိုက်ပြီးလိုက်လိုက်လဲလဲနဲ့တာရုပါခေါ်လိုက်ပါတော့တယ်။ တူရဒါရုခေါ်ရန်စီမှာတာပြေတူရအတန်လေးကထက်လျက်ပါဝင်လာတာမို့ဥပါစုအော်နဗန်ဖြစ်ပြီးထခေါ်တော့တာပါတစားတစားနဲ့မဆိုးလေးရဲ့ပုံရိပ်ကဝေဝါးပြောက်ွယ်လာပါတယ်တဖြည်းဖြည်းနဲ့အချိန်နဲ့ငယ်ကြာလာတဲ့အချိန်မှာတော့မဆိုးလေးရဲ့ပုံရိပ်ဟာလုံလုံလည်လည်ပျောက်ွယ်သွားခဲ့ပါတယ်တူယူကမဆိုးလေးရဲ့ဖြစ်ပျောက်ကိုကြည့်လို့ကြည်ကြည်နက်နက်ကြီးပြုံးလိုက်မိပါတယ်ပြီးတော့ဥပါစုကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမနှက်ခင်းကြရင်ဥပါစုမျက်နှာတက်မဲ့လို့ယူဆရတဲ့ရေသိမ်းအုပ်ကိုတူလန်နဲ့အုပ်လို့မန်နာတပုတ်ကိုခုနှစ်ကြိမ်တိတိရွတ်ဆိုလိုက်ပါတယ် ပြီးတဲ့နောက်မှာတော့သူယူက channel ကနေ truck ခွာသွားခဲ့ပါတယ်။မနေ့မိုးလင်းတဲ့အချိန်ရွာထဲမှာအလွန်ထူးခြားတဲ့တည်င်းတစ်ခုကပြတ်နေပါတယ်။တည်င်းကတော့ချားမဟုတ်ပါဘူး။ဥပစိုးမျိုးလုံးကွယ်နေတာကနေပြန်ပြန်ပြန်ကောင်းလာတဲ့တည်င်းပါပဲ။နောက်တစ်နေ့ရောက်တဲ့အချိန်မှာလည်းနောက်ထပ်ထူးခြားတဲ့တည်င်းတစ်ခုကထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ပြီးခဲ့တဲ့ညကညစဉ်ညတိုင်းကြားနေကြဖြစ်တဲ့ငဆိုးလေးရဲ့ငိုတန်းကိုမကြရတော့တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီကြောင့်လည်းကောရင်းစစ်လို့အနစ်ရှာလေးကြတဲ့အခါမှာတော့ရရှိလာတဲ့အကြောင်းရဲ့ကဥပသိုးရဲ့ချမ်းရှိကတညာလေးရာရရှိလာတဲ့သူယူအကြောင်းရဲ့လို့အားလုံးကထင်မြင်ယူဆခဲ့ကြပါတယ်